လေယူးတုံတုံ အပိုင်း88ထိုရက်များအတွင်း၌ညိုင်သာရသည် လူသူကင်းမဲ့သည့်ကျွန်းကလေးတစ်ကျွန်းဖြစ်နေသည်တိတ်ဆိတ်ငိမ်သက်ကကဘာလောကကြီးနှင့်အဆက်ပြတ်နေသည်ကဘာလောကကြီးသည်ဘာမျှမဝေးမိုင်းအနှဲငယ်များသာကွာသည်တို့ရတွင်ဤကြားရဲတွင်ပင်လယ်ကြီးစီးနေသည်ထင်ရသည် စကားလက်ယူလာခဲ့သည့်မြင်းမရှိတော့သဖြင့်သွာလာတဲဆောင်ရာရင်လည်းမရှိတော့ညင်းဤဖုတ်တော်ကြီးတဲ့တွင် ်ခြေချင်းရှောက်ရန်အချိန်လည်းမရှိတော့ခွန်အားလည်းမရှိတော့စကားလက်သည်သူတို့ကိုကြွေးဘူးစားစရာတောက်စရာတွေရှားရသည်လူမမမင်းကလေး၃ယောက်ကိုပြုစုရသည်သူတွင်အလုံးနဲ့လက်ပြတ်သည်ဟူ၍မရှိ တကုတ်ကုတ်အလုံးလုံးရင်းကကပလီသူငယ်ကလေးများအိပ်ရဲတန်းရာကင်းပတ်စီမှဝါတိုက်သည့်လဲများဤပြန်လာတန်းဖေဖေမြင်းကြီးဤခွာတန်းဝင်းဝါမှာကြောက်စရစ်ခဲပေါ်တွင်ယထာဘိန်းများကြိတ်တယ်ညနေခင်းဧည့်သည်တို့လာ၍ စကားပြောသံများကိုနားဆွင့်ကြည့်မိသည်တို့ရရင်ဘာသံများမကြားရပေတရာတလျှောက်တွင် တိတ်ဆိတ်ကလူသူကင်းမဲ့နေသည် ဖုန်တထောင်းထောင်းထသည်ကိုပင်မမြင်ရတော့မြိုင်းသားရသည်မြေစီရဲရဲနှင့်တောတောင်စိမ့်စိမ့်ပင်လယ်ကြီးထဲကကျုံကလေးတစ်ကျုံဖြစ်နေသည်မြို့တွင်မူကောင်းကောင်းစား၍ကောင်းကောင်းအိတ်ကြရလိမ့်မည် အပြိုလေးတွေက သူတို့အဆက်တွေနှင့်တွဲကနေကြလိမ့်မည်တချို့နေရာများတွင်တိုက်တန်ခတ်တန် ြစ်တန်ခတ်တန်မိဝါးတန်များကိုကြားနေရလိမ့်မည်။တချို့နေရာများတွင်ဒဟန်ရစစ်သားများသည်ဈေးရုံများတွင်တင်ငယ်စောနှင့်မျောနေကြလိမ့်မည်။တချို့နေရာများတွင်စစ်တပ်များသည်ခြစ်တက်လျက်တိုက်ခိုက်လျက်အိတ်ဆက်လျက်စာလောင်လျက်ပင်ပန်းလျက်ရှိကြလိမ့်မည်။တချို့နေရာများတွင်ဂျော်ဂျီယာပြည်နယ်တောင်ကုန်းများသည်ဝဝဖီဖီမြင်းချောကြီးများကိုစီးနေသည့်ရန်ကီတပ်များဖြင့်ပြောင်းမိုင်းနေလိမ့်မည်။မြိုင်းတရာ၏အပြင်ဘက်တွင်စစ်ပွဲကြီးတစ်ပွဲရှိသည် ကမ္ဘာလောကကြီးတစ်ခုရှိသည်တို့ရရင်မြိုင်းတရား၌မူစစ်ပွဲနှင့်ကမ္ဘာလောကကြီးသည် သူတို့၏မှတ်ညံတဲ့တွင်သာကြံ့ရင်ခဲ့တော်သည်ဤကမ္ဘာလောကကြီးသည်ငပ်ပြတ်နေသည့်မြိုင်းတရားနှင့်အလံဝေးနေသည်မြိုင်းတရားကဘဝသည်အစာစားခြင်းနှင့်အစာကိုရောက်အောင်ရှာခြင်းဆိုသည့်ကိစ္စနှစ်ခုဖြင့်လုံးလည်လိုက်နေသည်လူဤဝမ်းပိုက်သည် စိတ်ထက်အဘဲကြောင့်အားကောင်းရသည်နိစိတ်ညစ်သည်ကိုစကားလက်မြို့သိမ့်နိုင်သည်တို့ရရင် စာလောင်မွတ်သိခြင်းကိုမချုပ်တီးနိုင်နနက်အိယာကနိုးသည့်အခါတိုင်းမထနိုင်သည်ဝက်ပောင်ကြောက်ကြောသည့်အနံ့မုတ်ဖုတ်သည့်အနံ့တို့ကို အမှတ်ရနေသည်တကယ်အနံ့ရလာသည်ဟုပင်ထင်ကားထထိုင်မိသည်နနက်လင်းလျင်မြိုင်းသားရကနနက်စာစပွဲ၌ပန်းသည် ပလောပီနံဥစတော်ဘဲနှင့်နွားနို့တို့ရှိသည်သို့ရာတွင်ဤစားစရာကလေးပင် လုံလုံလောက်လောက်ရှိသည်မဟုတ်တနေ့လျင်၃ချိန်ဤအစားအစာများကိုမြင်နိုင် စကားလက်သည် ရှေကစားကောင်းတောက်ဖွဲ့များကိုပြန်၍အောင်းမိသည်ဖြောင်းနိုင်မိတွေတထိန်ထိန်ဟင်းလျာအမြိုင်သားဖြင့်ထမင်းဝိုင်းကိုတတိယသည် ထိုစဉ်ကမူစားစရာကူဤများလောက်မမတ်မောမောမရှိခဲ့ယခုမှထိုအရာများကိုတေး၍နှမျောနေသည်ပေါင်းမုတ်လုံးပြောင်းစံအစာသွတ်မုတ်ဘီစကွတ်မုတ်ကျော့ထောပတ်စသည်တို့သည်တနတ်ထဲတွင်အရှံပဲဖြစ်နေသည်ဝက်ပေါင်ကျော်ကျော်ကြက်ကျော်တို့ကဇပွဲအစွန်တစ်ဖက်တွင် အခမ်းသားခယူကျော်ကစီရီရွှဲလျက် ပန်းတွေတွေခတ်ထားသည့်တိုက်ပကံပြားကြီးထဲတွင်ပဲသည့်ကြော်ကတောင်းလိုပုံနေသည်ခတ်သေးသေးလှည့်၍စီဆွဲဆွဲဖြင့်ကြော်ထားသည့်ဘူးသည့်ကြော်ရုံးပရေသည့်ကြော်ချက်မြုပ်ချင်ရေဆက်ဆက်ထဲထားသည့်မုံလာဥဝါတုံတို့ဖြင့်မြိုင်နေသည်အချို့အချင်းပွဲလဲကြိုက်ရစားနိုင်သည်သုံးပွဲလောက်ချပေးထားသည်ချောကလက်ရေပြပြစမ်းထားသည့်ကိမ့်မုံမလိုင်းစမ်းထားသည့်ကိမ့်မုံဝိုင်းနှင့်နန်းတာဘူးနန်းထဲထားသည့်ထိုးမုံတို့ပါတတ်သည်စကားလက်သည် ပြည်ရင်းစစ်အကြောင်းကိုတွေးလျင်မျက်ရည်မကျစားကောင်းတောက်ဖွဲ့အကြောင်းကိုတွေးလျင်မူမျက်ရည်တွေလဲလာတတ်သည် ရခင်ကပင် စကားလက်အစာကြီးသည်ဖြင့်ကြီးတော်ကမကြခဏမှန်မေးလေရှိသည်ယခုမူရခင်ခတဲ့အစာများစွာတွေး၍ပင်ပန်ပန်းပန်းအလုံးလုံးရသည့်16နှစ်အရွယ်စကားလက်သည်ယခင်ခတဲ့14စားလောက်စားနိုင်သေးသည်ညိုင်းသားရတွင်စကားလက်တယောက်သာအစာကောင်းသည်မဟုတ် မကြမီ နလန်ထလာသည့်ဆွေလင်းနှင့်ကာရင်တို့ကလည်း ဥယောင်ငန်းဖြားနလန်ထများပီပီကြောက်ခမန်းလီလီစားလာကြသည်ဝေးကလေးကမူမိမိတသားစားတယ်ပလောပီနံဦးမစားခြင်းဟုဟုမကြာခဏပူစားတတ်သည်အခြားသူများကလည်းသူ့နီးနှင်နေမာလီဒီလောက်ကလေးသာစားနေရရင်ကျမဘယ်နဲ့လို့ဒီကလေးတွေကိုနိုးတိုက်နိုင်တော့မလဲမာလီဒီလောက်ကလေးသာစားနေရရင်ကျုပ်ဘယ်နဲ့လို့ထင်းပေါက်နိုင်တော့မလဲမာလီကျုပ်တော့ဒီတိုင်းစားလို့မရတော့ဘူး မီးရဲ့ဒီဘလော့ပီနံဥတွေပဲ ပြုတ်စားတော့မှာလားမကြီးမညူသူဆို၍မီလာနီတယောက်သာရှိသည်မီလာနီသည်ပို၍ချုံးကြလာကပို၍ဖြူလျော်လာသည်အိပ်ပျော်နေစဲမှာပင်သူ့မျက်နှာသည်ဝေဒနာကြောင့်ရှုံ့မဲ့လျက်ရှိ၏ကိုတလောက်မစားပါဘူးစကားလက်ရဲ့ကိုအတွက်နားနို့ကိုဒီလစီကိုပေးတိုက်လိုက်ပါသူ့ခမရခလေးနှစ်ယောက်ကိုနှုတ်တိုက်နေရတာမဟုတ်လားမကြမ်းပါတဲ့လူဆိုတာသိလည်းမစားပါဘူး မီလာနီကပြပြော့ကလေးဖြစ်မှသည်ပါဇက်ကထုတ်၍ညင်းညူကြသူကြောင့်ထက်သူကြောင့်စကားလက်ပိုး၍စိတ်ညစ်ရသည်နဘူနာစာလုံနေသူများကိုစကားလက်အော်ထုတ်ပြစ်နိုင်သည်အော်ထုတ်၍လည်းပြစ်သည်တို့ရရင်မီလာနီကိုကြိုးမငဲ့ပုံသူတပားအတွက်အနစ်နာခံပုံကိုတွေ့ရသည့်အခါတွင်မူစကားလက်သူ့ကိုအုံငေါပြစ်၍လည်းမဖြစ်ဘားမြလည်းမတက်နိုင်စိတ်အကြီးအကျယ်ညစ်ရသည်ယခုဆိုရင်ဖေဖေကပ်ပလီများနဲ့ဝေကလေးတို့သည် မီလာနီအနားတွင်သာဝိုင်းအောင်နေကြသည် မီလာနီသည်ကိုယ်တိုင်ကမကြမ်းမမာဖြစ်နေသည့်တိုင်တနာကျင်နာသည်ကိုချင်းစာသည်စကားလက်ကမူယခုတလောတွင်တနာကျင်နာမှုလည်းမရှိ ကိုချင်းစာစိတ်လည်းမရှိ အထူးသဖြင့်ဝိတ်ကလေးသည် မီလာနီအခန်းထဲတွင်အမဲရောက်နေတတ်သည်ဝိတ်ကလေးကိုကြည့်ရသည်မှာတခုခုဖြစ်နေပုံရသည် သူရတွင် စကားလက်သူ့ကိုဂယူးဆိုင်ချိန်မရဝိတ်ကလေးတွင် တန်ကောင်ထိုးနေသည်ဟုကြီးတော်ကပြောသည်ထို့ကြောင့်ကပ္ပလီကလေးများကိုမေမေကတန်ချပေးရရင်အသုံးပြုတတ်သည့်စေးမြင့်ချောင်းနှင့်တစ်ခေါက်များကိုသုံးခွက်တစ်ခွက်ကြို၍တိုက်သည်သို့ရရင်တန်မကြစေးတိုက်သဖြင့်ကလေးသာတနေ့တခြားကြုံလီဖြော့တော်လာသည်ယခုတလောစကားလက်သည် ဝေကလေးကိုလူတရားဟုသဘောမထားကြွေးရမည်ပါဇက်တပေါက်စိတ်ညစ်စရာအနှောက်အယှက်တစ်ခုဟုယူဆသည်အခြေအနေကောင်းသွားလျင်မူသူနှင့်ကစားမည် သူ့ကိုပုံပြောမည်ကာကြီးခါဝေတင်ပေးမည်ဟုစိတ်ကူးထားသည်တို့ရရင်ယခုမူအချိန်မရစိတ်လဲမပါပင်မန်းနေစဉ်စိတ်ညစ်နေစဉ်တွင်အနောက်အရှက်ဖြစ်နေသဖြင့်မကြာခဏမိတွန်တောက်တီးမိသည်သူကဆူလိုက်၍ဝေကလေးတယောက်မျက်လုံးကလေးဝိုင်းကကြောက်လန့်နေသည်ကိုတွေ့ရသည့်အခါတွင်မူစိတ်မကောင်းဖြစ်ရပြန်သည်ထိတ်လန့်နေသည့်အခါတွင်ဝေကလေးသည်ပို၍တနာစရာကောင်းကပို၍အပြစ်ကင်းနေသည်ဟုထင်သည် ဝိကလေးသည် အစအစအရာရာကြောက်လန့်နေသည်ကို စကားလန့်နားမလဲနိုင်ဝိကလေးသည် အမြဲတမ်းတစုံတရာကိုထိတ်လန့်နေတတ်သည်တခါတရံညတွင်အထိတ်တလန့်ထအော်တတ်သည် ချို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 အတန်ကြားလျင်သူ့ကိုမြည်တွန်တောက်တီးခြင်းပြုလျင်တုံနေတတ်သည် သူ့စိတ်၌အတန်ပလန်များနှင့် အော်တန်ဟစ်တန်များသည်ယန်ကီများနှင့်တွဲ၍နေသည်ပရစီအော်ငေါသည်ထက်ယန်ကီတို့ကိုပိုကြောက်သည်အတလန်နာမျိုးကိုယန်ကီတို့ဝါ၍ အမြောက်ကြီးများဖြင့်တကြိမ်ကြိမ်မပြစ်မီအထိဝေကလေးဤဘဝသည်ပျော်စရာငြိမ်သက်အေဂျင်တီဘဝဖြစ်သည် သူ့မေမေစကားလက်ကသူ့ကိုပြစ်ထားသည့်တိုင်ချော့မြူကျင်နာသည့်စကားလုံးများကိုသာကြားခဲ့ရသည်တညတွင်အမြောက်ဆန်ပေါက်ကွဲတံများကြောင့်အိယာမှနိုးလာခဲ့သည်ကောင်းကင်တစ်ခုလုံးမီးတောင်များဖြင့်ရဲနေသည်ထိုနေ့ညနှင့်နောက်တနေ့တွင် ပထမဦးဆုံးအကြိမ်မေမေဤအရိုက်ခံရသည်အငေါက်ခံရသည်မမုံပင်လမ်းမှ အိနီနီကြီးတဲကဘဝသည်သူတီးသည့်တခုရီးသောဘဝဖြစ်၏ထိုဘဝသည်ထိုညကလုံးဝပျောက်ကွယ်သွားခဲ့ပြီဒီဘဝကိုဝေကလေးတယောက်မြည်သည့်အခါမှပြန်မရတော့အတလန်နာမှထွက်ပြေးလာခဲ့ရသည့်အချိန်တွင်သူ့ကိုယန်ကြီးတို့လိုက်ဖမ်းနေသည်ဆိုခြင်းမှအပဘာကိုမြသူနားမလဲယခုတိုင်ယန်ကြီးများသည်သူ့ကိုလာဖမ်းကအပိုင်းပိုင်းအပြက်ပြက်ခုတ်ဖြက်ပြက်လိမ့်မည်ဟုတွေး၍ကြောက်နေသည်သည်စကားလက်ကအုံငေါသည့်အခါများတွင်ဝေကလေးသည် ပထမဆုံးအကြိမ်အငေါခန့်စင်ရခဲ့သူထိတ်လန့်ကြောက်ရွံ့နေသည်ယခုဆိုရင် ရန်ကီနှင့်အောင်ငေါတန်ကူသူစိတ်ထဲတွင် အမြဲတွဲ၍နားလည်နေပြီမမေ့ကိုလည်းကြောက်နေပြီဝေကလေးသည်သူ့အားရှောင်းဖဲဖဲလှုပ်ချင်းကို စကားလက်သတိမြူမိသည် အလုတ်အားသည့်အချိန်များတွင်ဤအကြောင်းကိုစဉ်းစားမိလျင် စကားလက်စိတ်ညစ်ရသည် သူ့ဝတ်စုံစာကိုဆွဲ၍လိုက်လျင် သူတီးခတ်နိုင်သေးသည်ယခုမူ မိလာနီအခန်းထဲသို့တဏီကုံတဏီကန်းသွားကငြိမ်သက်စွာကစားနေတတ်သည်။သူမဟုတ်လျင်လေမိလာနီပြောသည့်ပုံပြများကိုနားထောင်နေတတ်သည်။ဝေကလေးကသူ့လေးလေးမိလာနီကိုချစ်သည်။လေးလေး၏အတန်က တိုးတိတ်ချိုသာသည်။မျက်နာကအမြဲတမ်းပြုံးနေတတ်သည်။တိတ်ဆန်းနင့်ကိုရှုပ်တယ်။ငြိမ်ငြိမ်နေစမ်းအမြင်မနေနဲ့။ဟူသောစကားလုံးများကိုမြည်သည့်အခါများပြောလို့မရှိ။စကားလက်သည် သူ့ကိုချော့မြူချိန်မရ။စိတ်လဲမပါ။ သို့ရာတွင် မီလာနီကဤသို့ယူရနေသည်ကိုမြင်ရသည့်အခါတွင်မူမနာလိုဝင်တိုခြင်းဖြစ်မိသည်။တနေ့မီလာနီအိပ်ရာပေါ်တွင်ဂျွန်းထိုးရင် မီလာနီအပေါ်သို့ကြသည်ကိုတွေ့ရသည့်အခါတွင်ဝိတ်ကလေးကိုရိုက်သည်။ဟဲ့ကောင်လေးနင့်လေးလေးနေမကောင်းဘူးဆိုတာမသိဘူးလားဟမ်။ဒီလောက်ကမြင်ကျော်ထားရသလား။သွားအောက်ဆင်းကစားကြည့်။နောက်ဒီအခန်းထဲကိုဘရောမမလာနဲ့။မီလာနီကဖြော့တော့အားနေစွာ လက်လန်းကတစားစားငုံနေသည့်ဝိတ်ကလေးကို ပွေဖက်သည်။လာလာတသား တော်တော်ကလီလီကိုနှောက်ရတာမဟုတ်ပါဘူးနော်ဟုတ်လားကိစ္စမရှိပါဘူးကွယ်စကားလက်ကလည်းမီလာနီနဲ့နေချင်တယ်ဆိုနေပါစေမီလာနီကြည်ထားပေးပါမယ်ခုနေမကောင်းတော့မီလာနီလုံနိုင်တာဒီတစ်ခုပဲရှိတယ်မဟုတ်လားစကားလက်မှာကို့အလုံးနဲ့ကို့မှာအအောင်ဖြစ်နေတာမီလာနီကြည်ပေးမှာပေါ့မဟုတ်ဘူးမီလာနီရဲ့စကားလက်ကစိတ်ဆိုးမပြေသည်ဒီကောင်လေးကိုကနည်းနည်းလွန်နေမီလာနီကကောင်းကောင်းနေကောင်းသေးတာမဟုတ်ဘူးမတော်လို့ဘိုက်ပေါ်လဲကြသွားရင်ဘယ်နဲ့လုံးမလဲ ဒီမှာသာနောက်တစ်ခါလေးလေးအိပ်ရပေါ်တက်ဆော့တာမြင်နင့်ကိုအစော်ပဲနော်ငုံမနေနဲ့ပြောလိုက်ရင်မျက်ရည်လေးကအရင်ကြတာယောက်ျားမဟုတ်ဘူးလားဝေကလေးကငိုကအိမ်အောက်သို့ဆင်းသွား၏မီလာနီကနှကန်းကိုကြိုက်ထားသည်မျက်ရည်တွေကျလာ၏သူတို့ကိုလှမ်းကြည့်နေသည့်ကြီးတော်ကမျက်မှောင်ကုပ်၍တပြင်းချသည်တို့ရရင်ညီသူမြစကားလက်ကို ပြန်မပြောရဲစကားလက်ပါဇက်ကိုကြောက်ကြသည်တမျိုးဖြစ်နေသည့်စကားလက်ကိုလန့်နေကြသည် စကားလက်သည်မြိုင်းသားရတွင်ဘယင်မဖြစ်နေပြီအခွင့်အာဏာကိုယုတ်ချီရလာသူများထုံးစံအတိုင်းသူတပားအပေါ်တွင် နိုင်လိုမင်းထက်လှုပ်လို့သည့်ဗီဇာသည်ပပွားကြီးပေါ်လာသည် စကားလက်ဤပင်ကိုစိတ်ထားကရက်ဆက်၍မဟုတ်အကျဉ်းနာကင်း၍မဟုတ် အခြားသူများကသူ့ချုံရင်ချက်များကိုမြင်ကသူ့အမိန်အာဏာကို မလိုက်နာပဲနေလိမ့်မည်ဟုစိုးရိမ်ခြင်းကြောင့်ဖြစ်သည် သူကိုယ်သူမယုံကြည်ခြင်းကြောင့်ဖြစ်သည်ထို့ကြောင့်ဤမြအာနာပြင်းနေခြင်းဖြစ်သည် မိမိကအော်လိုက်ငေါက်လိုက်လျင်အခြားသူများကြောက်ရွံ့သွားကြသည်ကိုကြည့်၍စကားလက်ကျင်းနေသည်ဤသို့အော်လိုက်ငေါက်လိုက်ရလျင် တင်းကျပ်နေသည့်အာယုံကြောများကရော့ပြေသွားကစိတ်သက်သာရာရသွားသည် သူစိတ်နေသဘောထားပြောင်းနေခြင်းကိုသူကိုယ်တိုင်လည်းသတိပြုမိ၏တခါတည်းရန်တွင်မိမိကတိုးတိုးတောင်းတောင်းပြော၍ပေါ်ကနှကန်းစုသည့်အခါမျိုးကြီးတော်ကအခုခေတ်များအာနာပါဝါတွေကလည်းပြကြပါပြီတော့ဟုမကြမ်းနိုးနာပြောသည့်အခါမျိုး၌သူငငယ်က ရင်ကျေးတိမ်မွေးခဲ့သည်တို့ကိုဘယ်ပြောက်ကုန်မှမသိတော့မိမေက သူ့သမီးကိုသူ့သင်းပေးခဲ့သည့်နူညံ့မှုတိမ်မွေးမှုရင်ကျေးမှုတို့သည်စောင်းဥလီအချွေတွင်ကျွေလွင့်သွားသည့်သူ့ရဲ့များပမာလွင်ပါပြောက်ကွယ်သွားကြသည်ကိုထန်နေပါကြသူတွေအထူးသဖြင့်ကပလီတွေအပေါ်တည်ကြည်ရမယ်ဒါပေမဲ့နူညံ့ရမယ်ဟုမိမေက မကြာခဏဆုံးမပူသည်တို့ရရင်စကားလက်ကနူးညံ့ချိုသားနေလျင်ကပလီများသည်မိဖို့တဲ့တွင်အလုံးမလုံးကြတော့ ်တနေကုန်စကားဖောင်ဖွင့်နေတတ်ကြသည်အိမ်စည်းကလဲကူးလီအလုပ်ကိုမလုပ်ရသည့်ရှေးခေတ်အကြောင်းကိုပြောနေကြသည်ကိုညီမငယ်တွေကိုချစ်ရမယ်ညှာတာရမယ်နစ်နာသူကိုတနာရမယ်ဒုက္ခရောက်နေသူကိုကျင်နာရမယ်ဟုမိမိပြောမှုသည်ယခုစကားလက်သူညမငယ်တွေကိုမချစ်တော့သူပခုံးနေဝင်တို့ဝင်မိုးကြီးတွေဖြစ်နေတော့သည်သူတို့ကိုညှာတာရမည်ဆိုသည့်အတိုင်းသူတို့ကိုသူကိုယ်တိုင်ရေဘက်တိုက်ပေးခဲ့ပြီးပြီမဟုတ်လောစပင်ရှင်းပေးသည်မဟုတ်လော ပြုစုသည်မဟုတ်လောမိုင်မောင်းများစွာရှောက်ကရသည်များရှာဖွေကျွေးမွေးနေသည်မဟုတ်လောနွားဝေခံရမည်ကိုကြောက်သည့်တိုင် သူကိုယ်တိုင်နွားနှွညက်ကသူတို့ကိုတိုက်ကြွေးခဲ့ရသည်မဟုတ်လောကျင်နာရမည်ဆိုသည်ကမူအချိန်ကုန်သည့်အလို့ဟုစကားလက်ထင်သည်သူတို့ကိုကျင်နာဟန်တွေကြီးပြနေလျင်သူတို့တတော်နှင့်လူမမာကရင်မထမည်မဟုတ်တော့စကားလက်ကသူတို့ညီမနှစ်ယောက်ကိုမြ мян နန်းနန်းထားစေခြင်းသည်သို့မှသာအလုလုစရာတွေလက်လေးပဲတိုးလာမည် ညီအမနှစ်ယောက်ကနလန်ထနေသည်အယိုးပေါ်အရည်တင်ဖြစ်ကအိယာတဲတွင်ပင်ရှိကြသည်။ဥယောင်ငန်းဖျားဖြင့်သူတို့သတိလက်နေချိန်တွင်ကဘာကြီးသည် ပြောင်းလဲသွားခဲ့ပြီ။ရန်ကီတို့ရောက်လာကကပလီတို့ထပြေးကြကုန်ပြီးမေမေကွယ်လွန်ခဲ့ပြီ။ဤအဖြစ်အပျက်သုံးခုသည်သူတို့အဖို့မယုံနိုင်စရာအဖြစ်အပျက်ကြီးများဖြစ်နေသည်။သူတို့စိတ်ကထိုအချက်ကိုလက်မခံကြ။တခါတည်းရန်တွင်မူထိုအဖြစ်အပျက်များသည်တကယ်ဖြစ်ခြင်းမဟုတ်သူတို့သာ ငန်းဖမ်း၍ထင်မိထင်ရထင်နေခြင်းဖြစ်သည်ဟုထင်သည်အထူးသဖြင့်စကားလက်ကရခင်းနှင့်မတူလုံးဝပြောင်းလဲနေခြင်းကြောင့်သူတို့သိမြင်နေရသည့်အချင်းအရာများသည်တကယ်မှဟုတ်ပါ၏လို့ဟုတန်တရားဖြစ်မိ၏စကားလက်ကဂရင်းချင်းမရက်ကနေကောင်းလာလျင်သူတို့လုံရမည်အလုံများကို ပြောပြနေခြင်းတွင်ညီအမနှစ်ယောက်သည်စကားလက်ကိုနှဆိုးကိုကြည့်သလိုကြည့်နေမိကြသည်သူတို့တွင်အလုံလုံရမည်ကပလီကျွန်းတရာမရှိတော့ဟုဆိုသည်ကိုနားမလည်နိုင်အောင်ဖြစ်နေသည် ဖဖေးဤသမီးများသည် နေဘူးမိုးရွာမရှောင်အလုတ်ကျန်းတွေလိုကြရတော့မည်ဆိုသည်ကိုမယုံကြည်နိုင်အောင်ဖြစ်သည်ကာရင်ဘမှာထင်ခွဲနိုင်ပါလေခလေးလေးလိုချိုသားသော ကာရင်ဤမျက်နှာသည်အံ့အားသင့်ဟန်ပေါ်နေသည် ကာရင်လက်တွေပေါက်ပြဲပြီးအလှပြက်ကုန်မှာပေါ့ငါးလက်တွေကိုအရင်ကြည့်အောင်စကားလက်ကကြောက်စရာအပြုံးကိုပြုံး၍ပေါက်ပြဲကအတမာတက်နေသည့်သူ့လက်ကိုပြသည်မမနင်ကာရင်နဲ့ငါ့ကိုဒီလိုခိုင်းရသလားဟုတ်လား ဆွီလင်းကအော်သည်နင်အလကားညာပြောနေတာတို့ကိုခြောက်နေတာမိမိသားရှင်နင်တို့ကိုဒီလိုပြောရမှာမဟုတ်ဘူးကြည်စမ်းပါအောင်ထင်းခွက်ရမယ်တဲ့ဆွီလင်းသည်သူ့မမကြီးစကားလက်ကိုမကြည်မနက်ဖြစ်ကြည်နေသည်စကားလက်သည်ဤစကားများကိုသူတို့စိတ်မကောက်အောင်တမင်ပြောနေသည်ဟုဆွီလင်းထင်သည်ဥယောင်ငန်းဖြာယောဂါကိုလည်းသေကောင်ပေါင်းလဲခံလိုက်ရသည်မိမိလည်းဆုံးခဲ့ရပြီထို့ကြောင့်ဆွီလင်းအားငယ်နေသည်ယခုလိုအချိန်တွင်အယူအယခံကျင်သည် အရေးတယူဂယူဆိုင်တီကိုခန့်ကျင်သည်တို့ရရင်ယခုဤသို့မဟုတ်စကားလက်သည်ဂရင်ချေရင်တွင် နေတိုင်းလာရက်ကသူတို့အခြေအနေကောင်းလာပြီဟုပြောနေပြီသူမျက်လုံးစိမ့်စိမ့်များက မုန်းစရာတလက်လက်တောင့်နေသည်ကိုအိတ်ရကိုခင်းရမည်မိဖို့ဆောင်ဝင်ရမည်ရေဆွဲရမည်ထင်းခွဲရမည်ဟုတဖွားဖွားပြောနေသည်ဤနားမခံစရာများကိုပြောရသည့်အတွက်စကားလက်ကျေနပ်နေပုံရသည်စင်စစ်စကားလက်ကလည်းဤသို့ပြောရသည်ကိုကျေနပ်နေသည် တကားလက်သည်ကပလီများကိုနိုင်လွန်မင်းထက်ခိုင်းသည်ညီမနှစ်ယောက်ဤစိတ်ကိုကတိကအောင်ဖြစ်အောင်လုပ်သည်ဤသို့လှုပ်ခြင်းမှာစိတ်ညစ်ခြင်းပင်ပန်းခြင်းအခြားအလုံများကိုမလုံနိုင်အောင်ပင်ပန်းခြင်းတို့ကြောင့်လည်းဖြစ်သည်လူဘဝနှင့်ပတ်သက်၍မိမိပြောဆိုဆုံးမခဲ့သည်တို့တလွဲဖြစ်နေသည်ကိုတွေ့ရသဖြင့်ခါသည့်နာကြီးခြင်းကြောင့်လည်းဖြစ်သည်မိမိပြောဆိုဆုံးမခဲ့သည်များသည်ယခုအချိန်တွင် စကားလက်အဖို့ဘာမျှအသုံးမဝင်တော့ ထိုအခါ၌စကားလက်နှလုံးသည် နာကျင်နေသည်ရှုပ်ထွေးနေသည်မိမိသည်အနာဂတ်ကိုမြည်တို့ကြိုတင်မြင်နိုင်မည်နီဤအချက်ကိုစကားလက်မစင်းသာမိမိမိသည် သူ့သမီးများကိုသူခေရင်ကျေးမှုနှင့်အညီဆုံးမတုံသင်ခဲ့သည်တို့ရတွင် ထိုရင်ကျေးမှုကြီးသည်ပြိုလဲပျက်စီးသွားခဲ့ပြီမိမိသည်သူ့သမီးများကိုသူခေလူအဖွဲ့အစည်းအတိုင်းဝိုင်းများတွင် ဝင်ဆက်အောင်တင်ကြခဲ့သည်တို့ရတွင်ထိုလူအဖွဲ့အစည်းအတိုင်းဝိုင်းသည်ကွယ်ပြောက်သွားခဲ့ကြပြီ အနာဂတ်သည်သူတို့ခေတုံးကလိုအပြောင်းအလဲမရှိချောင်းမွေနေလိမ့်မည်ဟုမိမိထင်ခဲ့သည် ထိုကြောင့်သူသမီးများကိုတိမ်မွေး၍အိမ်နေရှိရန်သိခါရှိ၍ကျင်နာတတ်ရန်တည်ကြည်၍ဖြောင့်မတ်ရန်သင်ကြားခဲ့သည်ဤအချက်တို့ကိုပိုင်လျင်မိမကောင်မိမမြဖြစ်သည်ဟုမိမိသင်ခဲ့သည်မိမိသည်သူခေဆံများနှင့်သူတိုင်းထွာ၍သင်ခဲ့ခြင်းဖြစ်ရာခေကြီးကမောက်ကမဖြစ်လာသည့်အခါတွင်မိမိဤသင်ကန်းစာများသည်အသုံးမကျတော့လက်တွေလုံရည်မဖြစ်တော့ မိမိတုန်သင်ဆုံးမတာတွေဟာငါအတွက်တခုမှအသုံးမဝင်ပါလားတနာကျင်နာရမဲတဲ့ဒီခေကြီးမှာတနာကျင်နာတော့ဘာဖြစ်တယ်လဲတိမ်မွေးရမဲတဲ့တိမ်မွေးတော့ဘာများတန်မိုးရှိသေးလို့လဲကပလီတွေလိုဝါခူးတတ်အောင်ဝါဖတ်တတ်အောင် သင်ခဲ့ရင် အကောင်းသားမိမိမှားတယ်မိမိပေးခဲ့တဲ့သင်ကန်းစာတွေဟာအလကားပဲဟု စကားလက်တွေးသည်စနစ်စရာကြီးသောမိမိတို့ခေတ်တီကုံသွားပြီယခုခေတ်ကရက်ဆက်နိုင်မှာ ပြက်သားနိုင်မှာတော်ကကြသည်ဟုစကားလက်ထင်သည် ယခုခေတ်ကတံမိုးတွေပြောင်းနေပြီတမတ်ချက်တွေပြောင်းနေပြီစံတွေပြောင်းနေပြီမေမေမှားသည်ဟုစကားလက်မြင်သည်မြင်သည်ဟုထင်နေသည်တို့ဖြင့်စကားလက်သည်ခေတ်တကြီးနှင့်အံဝင်တွင်ကြဖြစ်ရန် သူကိုယ်သူအလင်းအမြန်ပြောင်းလဲရသည်ဤခေတ်ကြီးကိုရင်ဆိုင်ရန်အစဉ်သင့်မဖြစ်ခဲ့ဟုတ်ကဲ့ပြပါပြီကျေးဇူးများဤတမားရေ ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်မိတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုပဲပြနေစဉ်အတွင်းအမားတစုံတရာများပါရှိခဲ့ရင်နားလည်ခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်မိတ်ဆွေတွေတင်ခဲ့ခြင်းတွေကိုလည်း share ပေးပါအောင်လို့မြစ်တရရခံပါတယ်နော်။ကျေးဇူးတင်ပါတယ်။